။တရင်ကောင်းလေးပေးမယ်။လိုင်းပေါ်ရှိရင်တက်ခက်ပေးကြပါလား။တရင်ကောင်းလေးပြောပြမယ်။အဲ့အဲ့တိုင်ကိုကြည့်လိုက်ပါတိုင်ကိုကြည့်လိုက်ပါအဲ့ကျွန်တော်တို့ငြိမ်သွားပါပြီရေလည်းငြိမ်သွားပါပြီမနေ့၄နာရီခွဲကနေစပြီးတော့မှငြိမ်ခဲ့တဲ့အတက်ကြမရှိဘဲနဲ့နေခဲ့တဲ့ရေအခု5စင်တီမီတာလောက်စပြီးကျပါပြီ ဲ့တော့ကျွန်တော်စကြပါပြီရေစကြပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးဝမ်းသာဖို့အဲ့ဒါအဲမနေ့ကခုနရောက်တော့မှာမနေ့ကဆယ်ကခုနရောက်တော့ပြန်လေးခုတ်ဖို့ဒီပြောတော့ကြာပါဘူးမနေ့ကခုန်ထိရနော်ခုန်ထိတာဟိုစရောက်နေရတော့ဟုတ်အကြည့်နေနဲ့ချက်ကနေကြည့်နေနဲ့ချက်တော့ကနေကြည့်နေကြည့်နေဟိုမှာဟိုမှာရေရလည်းပြီးသွားပြီခုကျွန်တော်တို့ဒါရေရလည်းပြီးနေတယ်ဒီရေမှတ်တိုင်လေးနဲ့ကျွန်တော်ပြောပြမယ်အခု danger level 1200တိတိမှရောက်နေပါတယ်1200တိတိမှရောက်နေပြီလေခဏလေးဆက်လေသွားလိုက်လို့လိုင်းလေးတစ်ချက်ပုတ်တာလှလပပလေးပေါ့မနေ့ကတော့အဲ့လိုလှိုင်းပုတ်ပြီးတော့မှနေတာ တော့မြေကြီးနားရေစပြီးတော့มาจပြီးဟိုပြောပြတာပါအားလုံးဝမ်းတာဖို့ဒီကတော့တော့တော့နေတယ် ဝမ်းသာတယ်နော်ဝမ်းသာစရာကြီးပေါ့ခုကျွန်တော်တို့ဖြည်းဖြည်းချင်းတော့စပြီးကြနေပါတယ်ဒါပေမဲ့အကြတော့နည်းနည်းလေးစကြတဲ့အချိန်မှာနည်းနည်းလေးနေမှာဖြစ်ပါတယ်အဲကျွန်တော်တို့나이ဝက်အတွင်းမှာ나이ဝက်အတွင်းလောက်မှာကြာသွားတာဖြစ်ပါတယ်나이ဝက်မှာကျွန်တော်တို့5 cm လောက်ကြာတယ်ဆိုရင်ဒါအစိုးတော့မစိုးပါဘူးတနာယူ30 cm လောက်သွားမဲ့သဘောပေါ့အဲ့တော့ဘယ်လောက်ဆက်ကြမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်ကြမှာပေါ့အဲ့တော့ ပထမကျွန်တော်တို့ဆယ်နာရီခွဲအထိကျွန်တော်တို့ထုတ်ပြန်ချက်တည်းမှာကျွန်တော်တို့ဆယ်နာရီခွဲ တိုင်းထွာချက်မှာကအန်ချိန်ပေါ့နော်ကျွန်တော်တို့ကြောင်းလဲမှုမရှိသေးဘဲနဲ့နေခဲ့တယ်အဲဆယ်နာရီခွဲနောက်ပိုင်းမှာရေစကြနေပါတယ်အခုတော့တေးချသွားပါပြီနော်ရေကြတာတေးချသွားပါပြီအဲ့ဒါလေးတစ်ချက်သတင်းပို့တာပါခင်ဗျာအားလုံးแชร์ပေးလိုက်ပါတော့အားလုံးပြောပေးလိုက်ပါတော့ 6ဟုတ်နေ6နဲ့ပြန်ရောက်သွားနော်နည်းလေးပြန်ကြောက်နည်းက6ပုံးပါနည်းလေးနည်းလေးပြန်ကြောက်ဒီနေ့နှစ်ဆက်လောက်ကြနေရအောင်လိုက်တယ်ဒီညတော့ကျွန်တော်လည်းအိမ်ပြန်အိပ်ရမယ့်သဘောလားတော့မသိဘူးနော်အကုန်လုံးမိဘပြည်သူတွေလည်းကိုယ်အိမ်နဲ့ကိုယ်မအိပ်ရတယ်လို့ကျွန်တော်လည်းကိုယ်အိမ်နဲ့ကိုယ်မအိပ်ရပါဘူးခင်ဗျာ တော့ကျွန်တော်လည်းတညလုံးလည်းမအိပ်ပါဘူးအိပ်လည်းမအိပ်ရပါဘူးအိပ်လို့လည်းမရပါဘူးအဲ့တော့ကျွန်တော်တို့အလုပ်တောက်လျှောက်ကျွန်တော်တို့ဒါတင်ပြပေးနေတဲ့အထက်မှာတင်ပြအကျိုးအနောက်ဆုံးအခြေရောက်လာပြီပေါ့အဲ့ဒီစကားကိုကျွန်တော်ပြောချင်တာလဲကြာလာပြီပေါ့နော်ဒါအားလုံးဒါအခုမှဒါမြေမမြေလာကြည့်တဲ့အဖွဲတွေအကုန်လုံးဆိုရင်ဆိုရင်လို့လာကြည့်ရအောင်အဲပြောပြလိုက်ပါအောင်အားလုံးမရေကြပြီလို့ ကျင်းနေကြပြီပေါ့နော်ရကြပြီမပူတော့နဲ့လေနော်ဟုတ်ကဲ့တော့လာကြပါဦးကျွေးနေတာဟိုကတည်းကစားနေစိုးရချက်တယ်ကျွန်တော်ဘုံပေါ်လာထားပြီကြာပြီကြာပြီအားလုံးမှာစိုးရိမ်နဲ့စိုးရိမ်ပြီးတော့လာကြည့်ကြတဲ့လူတွေအများကြီးပါအခုရောက်တဲ့အချိန်မှာဒါဥပကန်းကျွန်းလဲတော်တော်လေးရေဝင်ထားတာတွေ့တယ်ကဲဇေးတွေလည်းလောက်ရတော့ပေါ့အများကြီးအဲ့တော့ကဲဇေးနဲ့ကဲဇေးလုံနေကြတဲ့လူကိုယ်အိမ်ကိုယ်အိမ်နဲ့ကိုယ်ရမဟုတ်ဘဲနဲ့ ရေဘေးရှောင်တဲ့နေရာမှာရောက်နေကြတဲ့လူတွေဝမ်းသာဖို့အတွက်အပြေးအလွှတ်လာပြောတာဗျပြီးမှပဲကျွန်တော်လည်းပြန်ထပ်ပြောမယ်နော်ဘိုင်ဘိုင်ချင်းတွင်းနဲ့ AR မြဖြားမှစီးဆင်းလာမိရေများကြောင့်အလဲပိုင်းဒေတာများရေကြီးရေရှမ်းမှုကိုသတိပြုရန်လိုချင်းတွင်းမြင့်နဲ့ AR ဖြစ်ဖြားပိုင်းမှစီးဆင်းလာမိရေများကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေတာများရေကြီးရေရှမ်းမှုကိုသတိပြုရန်လိုအပ်ကြောင်းအမည်မဖော်လိုသည့်မိုးလေဝသပညာရှင်တဦးကပြောသည်ပြီးခဲ့သည့်ရက်ပိုင်းက အေယာဝရီမြစ်နှင့်ချင်းတွင်းမြစ်အထက်ပိုင်းဒေသတို့တွင် ရေကြီးရေလျှံမှုဖြစ်ခဲ့ရခြင်းသည်မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးသေးထန်စွာရွာသွန်းခြင်းနှင့်မုန်တိုင်းအကျဉ်းကျန်တိမ်တိုက်များကြောင့်ဖြစ်ကြောင်းနှင်းကပြောသည်မြစ်ထက်ပိုင်းတွေကမုန်တိုင်းမိုးမရွာခင်တည်းကမိုးရွာထားတာရှိတယ်။မြစ်ကျောင်းထဲမှာရေကအထိုင်လျောက်ရှိနေတာပေါ့မုန်တိုင်းကမြန်မာနိုင်ငံကိုမဝင်ပေမဲ့သူ့ရဲ့အဆွေပွားအကျဉ်းကျန်တိမ်တိုက်တွေကမြန်မာနိုင်ငံမြောက်ဖြားပိုင်းကိုရောက်သွားတယ်ပေါ့ အဲဒီကနေမိုးရွာသွန်းမှုများတာပေါ့နော် အမှန်ဆိုရင်မေးဇွန်ကတော့မြေကြီးကြီးတဲ့အနေထားတော့မဟုတ်ဘူးသို့တော်မမျော်မှန်းနိုင်တဲ့အနေထားတွေရှိတာရဲ့မြေကျောင်းတွေတိမ်လာတာတွေကြောင့်လာသမျှရေလက်မခံနိုင်တော့မြေကြီးကြီးတာဟုမိုးလေဝသပညာရှင်တဦးကပြောသည်လက်ရှိမုံတိုင်းအကျဉ်းကြံတိမ်တိုက်များပြက်ပြဲသွားခြင်းကြောင့်အထက်ပိုင်းဒေသများမိုးနှဲသွားမည်ဖြစ်ပြီးမြေကြီးမှုလည်းတန့်သွားမည်ဖြစ်ကြောင်းသိရသည် အခုမုံတိုင်းကျွင်းကြံတိမ်တိုက်တွေကပြတ်သွားတဲ့အတွက်မိုးကတော့နည်းနည်းပါသွားမယ်။မိုးပါသွားရင် နောက်ရက်တွေမိုးများကြီးလိုက်ဖို့မရှိဘူးဆိုတော့အထက်ပိုင်းမှာရေကျသွားမယ်။အဓိကကတော့မြစ်အလဲပိုင်းဖြစ်တဲ့စကိုင်းတို့မန္တလေးတို့နောက်တစ်ခါမြစ်အောက်ပိုင်းဟင်းသာကဇလုံတို့တတိထားရမှာပေါ့။အပေါ်ရေကအောက်ကဆုံလာမှာနောက်တစ်ခုက အလဲပိုင်းမှာမိုးများထားတာရှိတယ်။မြို့ဝကျွန်းပေါ်မှာကလက်ရှိအချိန်ထိမိုးများထားတော့ အဲ့ဒီနေရာတွေတတိထားရမှာမြေကြီးကအနည်းနဲ့အများရောက်လာမှာဟုမိုးလေဝသပညာရှင်တဦးကဆက်လက်ပြောသည် အထက်ပိုင်းမှရေများသည်မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ရောက်ရှိလာပါကဒီရေတိုးသည့်အချိန်နှင့်တိုက်ဆိုင် နေလျင်မြေကြီးတက်နိုင်သည့်အတွက်တတိထားရန်လိုအပ်ကြောင်းငင်းကဆိုသည်